အားလုံးမင်္ဂလာပါ။ဒီနေ့ကတော့ဒီမှာဇီးရီယူနဲ့ကမွန်းချင်ရည်နဲ့ချက်ပါချက်မှာဖြစ်ပါတယ်။ဒီထဲမှာပေါဝင်တဲ့ပစ္စည်းကတော့ဇီးရီယူရဲ့ကမွန်းချင်ရည်ရဲ့ဒီမှာငားလေးရဲ့ကျက်သွင်းဖြူနေရဲ့နပိလေးနဲ့နဲ့ရဲ့ဒီအောင်နဲ့မုတ်လေးရဲ့ဖြစ်ပါတယ်။ချုံမုတ်လေးနဲ့နဲ့ထည့်ထည့်ပါမယ်။စားလေးနဲ့နဲ့ထည့်ပါမယ်။နမ်မြိုင်လေးနဲ့နဲ့ထည့်ပါမယ်။အချူကြိုက်ရင်လည်းအရင်ကမုတ်မထည့်ပဲစနစ်မုတ်လေးနဲ့ချက်လို့ရပါတယ်။ ကြားလေးနည်းနည်းထည့်မယ်။ကြားထည့်လေးရရဲ့။ကြားလေးထည့်လေးရပါတယ်။စီလေးနည်းနည်းထည့်ချပါမယ်။မမမြူလေးရနော်။ဒီလိုမမြူလေးရပါတယ်။ပိုးတဲ့ကိုလုံပြီးတော့ဒီမှာတင်ထားပါမယ်။ခဏလေးအဖုံးပိတ်ထားပါမယ်။လုံထားမှာပါ။ကမွန်ချင်းနဲ့ဇေယျလေးအားလုံးနေပါတယ်။ခမ်းမရေထဲချမယ်ဗျ။ ဒီနေ့လေးဆိုရင်ရင်းလေးထည့်ထားတဲ့ဟာလေးကိုထည့်ချပါမယ်။ဒီနေ့ဆိုရင်ရင်းထည့်ချပါမယ်။ဒီနေ့လေးဆိုရင်ရပါပြီ။ဈေးရုံနဲ့ကမွန်းချင်ချင်းလေးရပါပြီ။စားလို့အရင်ကောင်းတယ်။ဈေးရုံနဲ့ကမွန်းချင်ချင်းလေးရပါပြီရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။